မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်ရဲ့အသွေးတွေကကင်းဝေးပြီးကိုစိတ်နှစ်ပါလုံခြုံအေးချမ်းကြပါစေလို့ PPTV ဖွယ်သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။အခုချိန်ကစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျွန်မစင်စင်ပါ။ဒီကနေ့ဧပြီလ23ရက်ဗုဒ္ဓဘူးနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့အမျိုးသားညီညွတ်ရေးအစိုးရစက်နှစ်မြင့်ဆောင်2025အစိုးရအဖွဲ့အစည်းအဝေးပြုလုပ်တဲ့သတင်းအကြံဖတ်ဆဲအုပ်စုကမက်လာအတွင်း လူခွေရေးချိုးဖောက်မှုပေါင်း641ကြိမ်ပြုလုပ်ထားတဲ့တဲ့ရက်ဆောက်တိုက်ပွဲအတွင်းအကြမ်းဖက်စစ်သား3ဦးကိုစစ်သုံးပန်းအဖြစ်ဖမ်းဆီးရမိခဲ့တဲ့တဲ့အကြမ်းဖက်စစ်အုပ်စုကြောင့်ဧပြီလအတွင်းပြည်သူ169ဦးထိတိုက်ဆုံခဲ့ရတဲ့တဲ့အကြမ်းဖက်စစ်ကောင်စီကအပြစ်ရက်တယ်လို့လိမ့်လေကြေညာချက်ထုတ်ပြီး PNLO ဌာနချုပ် area ကိုလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့တဲ့တွင်နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတော်ကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်တော်လိုင်းဆန္ဒပြလူမှုတပိတ်တဲ့တွင်တွေပဲဖြစ်ပါရဲ့ရှင်ပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တွင်ကတော့မြို့သားညီညွတ်ရေးအစိုးရစနစ်မြင်ဆောင်2025အစိုးရအဖွဲ့အစည်းအဝေးပြုလုပ်တဲ့တဲ့တွင်ပဲဖြစ်ပါရဲ့ရှင်မြန်မာညညရေးအစိုးရရဲ့အစိုးရအဖွဲ့အစည်းအဝေးစနစ်မြင်ဆောင်2025ကို ်ဧပြီလ22ရက်နေ့နနက်10:00နာရီမှာပြုလုပ်ခဲ့ကြပါတယ်။အစည်းအဝေးကိုရာယီသမရတူအားလက်ရှိလာပြည်အောင်စုဝင်ကြီးချုပ်မန်းဝဲခိုင်တန်းအပါအဝင်ပြည်အောင်စုဝင်ကြီးများဒုဝင်ကြီးများတက်ရောက်ခဲ့ကြပါတယ်။အစည်းအဝေးမှာယာယီသမရတူအားလက်ရှိလာကလက်ရှိဖြစ်ပေါ်ပြောင်းလဲနေတဲ့နိုင်ငံရေးအခင်းအကျင်းမှာနိုင်ငံတကာကနေမြင်ကလေးလှောက်ခတ်မှုကိုအကြောင်းပြုပြီးပြည်ရင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပေါ်ပေါက်လာဖို့တိုက်တွန်းနေတာတွေအမြောက်အများရှိလာကြောင်းတွေတွေ့ရပါတယ်။ ျွန်တော်တို့အနေနဲ့မြန်မာတိုင်းနိုင်ငံလုံးငြိမ်းချမ်းဖို့တည်ငြိမ်ဖို့ဆိုတဲ့ကိစ္စကိုအစဉ်တစိုက်လှူလာကြောင်းပြောကြားချင်ပါတယ်။ဒါကြောင့်လဲမိမိတို့အစိုးရဟာစကိုင်းကလျင်ကြီးလှုပ်ခတ်ပြီးမကြခင်မှာမိမိကိုယ်ကိုခုခံကာကွယ်ခြင်းမှအပအပြစ်ခတ်ရဲစဲဖို့ပထမဆုံးကြေညာခဲ့တာလည်းဖြစ်ပါတယ်။ပြည်ရင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာပြည်သူလူထုရဲ့အထက်လှူလာချက်တွေကိုလက်လူမရှုဖို့တော့ကျွန်တော်တို့အားလုံးအာရုံစိုက်ကြရမှာဖြစ်ပါတယ်။ပြည်ရင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဖြစ်မြောက်အောင် တွန်းအားပေးနေတဲ့နိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့လဲစစ်ကောင်စီရဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအပေါ်ထားတဲ့သဘောထားကိုလေးနက်စွာဆန်းစစ် သုံးနက်ကြဖို့ကျွန်တော်အနေနဲ့တိုက်တွန်းချင်ပါတယ်စစ်ကောင်စီအနေနဲ့လဲမိမိကိုယ်ကိုပြန်လည်သုံးသပ်နိုင်ဖို့လိုတာကမြန်မာနိုင်ငံမှာဖဲသို့သောစစ်အုပ်ချုပ်ရေးနဲ့မဆိုတိုင်းပြည်ကိုအမှန်တကယ်ဖွံ့ဖြိုးတိုးတက်အောင်မလုပ်နိုင်ဘူးဆိုတာနှစ်ပေါင်း80ကျော်ကြာပြည်ရင်းစစ်ကတတ်သိပဲဆိုတာနားလည်ဖို့လိုပါတယ်လို့ပြောကြားခဲ့ပါတယ် ပြောင်စုံဝင်ကြီးချုပ်မန်းဝင်းခိုင်တန်းကအခုဆိုရင်တော်လိုင်းအင်အားစုတွေအနေနဲ့တော်လိုင်းရှစ်ခရီးကိုနိုင်ငံရေးရချင်းကပ်ပုံတွေကအလုံးစုံမတူညီနေကြတာကိုအားလုံးလည်းသတိထားကြမိမယ်ထင်ပါတယ်။ကျွန်တော်တို့ရဲ့အချို့သောမဟာမိတ်တော်လိုင်းအင်အားစုတွေအနေနဲ့စီရေးဖီအားပေးနိုင်အောင်ကြိုးပမ်းရင်းနိုင်ငံရေးရအပြည့်အပြည့်တစုတစည်းတဲ့အင်အားကောင်းကောင်းနဲ့သွားနိုင်မှုစဉ်းစားကြတာရှိသလိုတချို့မဟာမိတ်အင်အားစုတွေကလည်းအနာဂတ်ဖက်ဒရယ်အရေး ပုံမအားဆိုင်ရင်နိုင်ငံတကာအခြေအနေတွေရှုထောင့်တွေကိုပုံမထည့်သွင်းစဉ်းစားပြီးသွားကြင်ကြသူတွေလည်းရှိပါတယ်။နိုင်ငံတကာရဲ့ဖိအားကလည်းငလင်ကိုအကြောင်းပြုပြီးပုံမများလာနိုင်ပွဲရှိပါတယ်။အခုဆိုရင်အာဆီယံဘက်ကတော့အင်တိုက်အားတိုက်စီမံဆောင်ရွက်လာတဲ့အခြေအနေတွေကိုတော့အားလုံးလည်းသိရှိပြီးဖြစ်ပါတယ်။နောက်ထပ်လာနိုင်ပွဲရှိတဲ့နိုင်ငံတကာရဲ့အခင်းအကျင်းတွေကိုလည်းကျွန်တော်တို့ဘက်ကကြိုတင်တွက်ဆထားဖို့နဲ့ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်မှာဖြစ်ပါတယ်လို့ပြောကြားခဲ့ပါတယ်။ အစည်းအဝေးမှာလူသားချင်းစာနာထောက်ထားရေးနဲ့ဗီယက်နမ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနပြောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကစကိုင်းငတ်လျင်ဘေးနဲ့ပတ်သက်တဲ့တုံ့ပြန်ဆောင်ရွက်ထားမှုအခြေအနေများကိုတင်ပြဆွေးနွေးခဲ့ပါတယ်။အဲဒီနောက်ပြောင်စုဝန်ကြီးချုပ်ကတင်ပြလာတာများကိုပြန်လည်ရှင်းလင်းဆွေးနွေးပြီးယာယီသမ္မတကညီကုံချုပ်အမှာစကားပြောကြားကအစည်းအဝေးကိုရုပ်သိမ်းခဲ့ပါတယ်ရှင်။ ဆရတ်တင်ဆက်ပေးခြင်းတဲ့တဲ့ကတော့အကြဖတ်ဆိုးဆိုးကမလအတွင်းလူခွေရေချိုးဖောက်မှုပေါင်း642ကျိန်ပြုတ်လုထားတဲ့တဲ့မဲ့ဖြစ်ပါရဲ့ရှင်။အကြဖတ်ဆိုးဆိုးကပြီးခဲ့တဲ့မလအတွင်းမြန်မာနိုင်ငံတွင်းမှာလူခွေရေချိုးဖောက်မှုပေါင်း642ကျိန်အထိပြုတ်လုထားတယ်လို့မြို့သားညီညွတ်ရေးအစိုးရလူခွေရေဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။အဆိုပါကောက်ယူထားတဲ့အချက်လက်တွေကမလ၁ရက်ကနေ28ရက်အတွင်းရရှိထားတဲ့အချက်လက်တွေဖြစ်ပြီးတော့မြေပြင်မှာယခုထပ်ပုံမှုများပြနိုင်တယ်ဆိုပြီးတော့လည်းအသိပေးထားပါဗျ လူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာတော့မန္တလေးတိုင်းဟာလူ့ခွင့်ရေးချိုးဖောက်ခံရမှုအများဆုံးဖြစ်ခဲ့ပြီး123မှုထိရှိခဲ့ပြီးတော့ဒုတိယနေရာမှာစကိုင်းတိုင်းနဲ့တတိယနေရာမှာမကွေးတိုင်းတို့ရှိနေတာတွေ့ရပါတယ်။အကြမ်းဖက်ဆဲအုပ်စုရဲ့လေချောင်းကနေတိုက်ခိုက်ခံရမှုအများဆုံးဒေသကတော့စကိုင်းတိုင်းဖြစ်ပြီး53ကြိမ်အထိတိုက်ခိုက်ခံခဲ့ရတာပါ။ဒါအပြင်ပြည်သူပိုင်နေအိမ်938လုံးပျက်စီးဆုံးရှုံးခဲ့ရတယ်လို့စာတင်ကျောင်း9ကျောင်းလည်းပျက်စီးခဲ့ရပါတယ်။ ဖေဖော်ဝါရီလအတွင်းပြည်သူပိုင်နေအိမ်219လုံးပျက်စီးဆုံးရှုံးခဲ့ရမှုနဲ့နှိုင်းရှင်မဲ့ဆိုရင်မလအတွင်းပျက်စီးဆုံးရှုံးမှုက၃ဆခန့်အထိမြင့်တက်သွားတာလည်းတွေ့ရပါတယ်။ဝင်ကြီးဌာနကတော့တခြားသောချိုးပေါက်ခံရမှုဖြစ်စဉ်တွေအစုလိုက်အပြုံလိုက်တပ်ဖြတ်ခံရမှုတွေကြောင့်တည်ဆုံးသူအရေးအတွက်နဲ့ပျက်စီးဆုံးရှုံးမှုများကိုလည်းစနစ်တကျမှတ်တမ်းတင်ထားရှိပြီးဖြစ်တယ်လို့အသိပေးထားပါတယ်။လူ့ခွင့်ရေးဆိုင်ရာဝင်ကြီးဌာနအနေနဲ့ ြည်သူတရက်လုံးဒန်းတူညီမျှမှုရရှိရေးငြိမ်းချမ်းရေးနဲ့တရားမျှတမှုရရှိရေးတည်ဟူသောဥတီချက်များကိုခိုင်ခိုင်မာမာလက်ကင်ဆွဲထားပြီးအကြမ်းဖက်ဆဲအုပ်စုရဲ့ကျူးလွန်မှုများကိုအပြစ်ပေးရေးယူနိုင်ရေးအစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမှာဖြစ်တယ်လို့အသိပေးထုတ်ပြန်ထားပါတယ်ရှင်။ဆလာတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ရဆောက်တိုက်ပွဲအတွင်းအချမ်းဖက်စစ်သား3ဦးကိုစစ်သုံးပန်းအဖြစ်ဖမ်းဆီးရမိခဲ့တဲ့တဲ့ရင်ပဲဖြစ်ပါရဲ့ရှင်။ရှမ်းပြည်နယ်တောင်ပိုင်းရဆောက်မြို့နယ် ကြာကူတိုက်နယ်ကျေးရွာအနီးအကြံဖတ်စစ်တပ်နဲ့ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်တို့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းရန်သူစစ်သား3ဦးကိုစစ်သုံးမှအဖြစ်ဖမ်းဆီးရမိခဲ့လို့ဓနု People Liberation Front ကမနေ့ကထုတ်ပြန်ပါတယ်။ကြာကူတိုက်နယ်အနီးမှာဧပြီ27ရက်နေ့လယ်12နာရီခွဲအချိန်ကနေနှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီးညနေ9နာရီခွဲအချိန်မှာထိတွေ့ပစ်ခတ်မှုတွေပြီးဆုံးခဲ့ပါတယ်။ ိုက်ပွဲအတွင်းနှစ်ဖက်ထိခိုက်ကြဆုံးမှုတွေရှိခဲ့ပြီးအကြက်ဖက်စစ်သား၃ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီတိုက်ပွဲမဖြစ်ခင်ကလည်းအကြက်ဖက်စစ်ကောင်စီဘက်ကတိုက်ကူတိုက်နေကျေးရွာအနီးနာဝင်းကျင်ကိုလေးချောင်းပုံကျဲတာတနက်ကြီးတွေမကြာခဏပစ်ခတ်ခဲ့ပါသေးတယ်။ဒါအပြင်တန်းမျိုးသားလွမြောက်ရေးတပ်မတော်နဲ့ဓနုပြည်သူလွမြောက်ရေးတပ်တော်တို့ရှိရာတောင်ခန်းကျေးရွာကိုလည်းအကြက်ဖက်စစ်ကြောင်းကအပြင်းထန်ထိုးစစ်ဆင်နေတဲ့အတွက် ဒီနေ့ဒီချိန်ထိတိုက်ပွဲတွေဆက်ဖြစ်နေရလို့အသိပေးထားပါတယ်ဇန်နဝါရီလကနေဧပြီလအတွင်းအကြမ်းဖက်ဆက်တက်တဲ့ TPLA တို့တိုက်ပွဲဖြစ်ပွားမှု68ကြိမ်ရှိခဲ့ရလို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ရှင်ဆလာတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့အကြဖက်ဆဲအစုကြောင့်ဧပြီလအတွင်းပြည်သူ169ဦးထိတေဆုံးခဲ့ရတဲ့တဲ့ရင်ပဲဖြစ်ပါရဲ့ရှင်။အကြဖက်ဆဲအစုကြောင့်ဧပြီလ1ရက်ကနေဧပြီလ22ရက် မနေ့ကအထိပြည်သူ189ဦးထိသေဆုံးခဲ့ရတယ်လို့နိုင်ငံရေးကျင်းသားများကွန်ရက်ဆောင်ရှောက်ရေးအသင်း AAPP စီးရင်တွေကတည်ရပါတယ်။နိုင်ငံရေးကျင်းသားများကွန်ရက်ဆောင်ရှောက်ရေးအသင်း AAPP ကောက်ယူထားတဲ့အစီအစဉ်တွေအရဧပြီလ1ရက်ကနေ22ရက်အထိနိုင်ငံတွင်းမှာအကြမ်းဖက်ဆဲအုပ်စုကြောင့်ပြည်သူ189ဦးထိသေဆုံးခဲ့ရပြီးအဲ့ဒီအထက်က49ဦးကိုအမည်နဲ့တကွအတည်ပြုထားနိုင်ခဲ့ပြီးတော့ကျန်130ဦးကိုအတည်ပြုရန်လိုအပ်နေဆဲဖြစ်တယ်လို့ဖော်ပြထားပါတယ်။ အမည်နဲ့တကွအတည်ပြုနိုင်ခဲ့တဲ့49ဦးထဲမှာအမျိုးသမီး25ဦးနဲ့အမျိုးသား24ဦးလို့ဖြစ်ကြပြီးအဲ့ဒီအရွယ်အတွက်ထဲမှာအသက်3လအရွယ်ယောက်ျားလေးတဦးအပါဝင်အသက်16နှစ်ရောက်ကလေးငယ်25ဦးထိပါဝင်တယ်လို့သိရပါတယ်။အကြံဖက်ဆေးအုပ်စုကမတရားအာဏာလုယူခဲ့ချိန်2021ခုနှစ်ဖေဖော်ဝါရီလ1ရက်ကနေ2025ခုနှစ်ဧပြီလ22ရက်အထိဒီမိုကရေစီရေလှုပ်ရှားသူများနဲ့ပြည်သူစုစုပေါင်း6533ဦးကိုတပ်ဖြတ်ခဲ့တာပါ။ ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ကတော့ဂျမ်ဖက်စစ်ကောင်စီကအပြစ်ရက်တယ်လို့လှိမ့်လေကြညာချက်ထုတ်ပြီး PNL ဌာနချုပ်ဧရိယာကိုလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့တဲ့မဲ့ဖြစ်ပါတယ်ရှင်။ဂျမ်ဖက်စစ်ကောင်စီကအပြစ်ရက်ဆဲတယ်လို့လှိမ့်လေကြညာချက်ထုတ်ပြီးတော့ပိုင်းမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNL ရဲ့ဌာနချုပ်ဧရိယာအတွင်းကိုလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်နေရလို့သိရပါတယ်။ဧဘလာကောင်အထိအပြစ်ရက်ဆဲထားတယ်လို့ကြညာတဲ့စစ်ကောင်စီကပိုင်းမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNL ရဲ့ဌာနချုပ်ဧရိယာအား က်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PNLA တတင်းနဲ့ပြန်ကြားရေးဌာနကဒီကနေ့မှထုတ်ပြန်ခဲ့ပါတယ်။အကြံဖတ်စစ်ကောင်စီကဧပြီလ22ရက်မနက်၈နာရီကနေ17နာရီအထိမြစ်တိတိုက်ပွဲဖြစ်ပွားခြင်းစစ်ရေးလှုပ်ရှားခြင်းမရှိဘဲ PNLA ဌာနချုပ်ဧရိယာရှိကျေးရွာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။အကြံဖတ်စစ်ကောင်စီနဲ့လက်အောက်ခံ PNO ပြည်သူ့စစ်ကရဲချင်းကြေးရွာဖုံကြီးကျောင်းနဲ့နောင်ကျောကြေးရွာမှာတပ်ဆွဲက PNLO ဌာနချုပ်အနီးရှိကြေးရွာတွေနဲ့ နောင်ထောင်ကြီးရွာကိုဟောင်ဝဲစာလက်နက်ကြီးတွေနဲ့ဆယ်ကြိမ်ထက်မနည်းပစ်ခတ်တိုက်ခိုက်ခဲ့တာပါအဆိုပါတိုက်ခိုက်မှုကြောင့်ပြည်သူလူထုရဲ့နေအိမ်တွေပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ PNL သတင်းနဲ့ပြန်ကြားရေးဌာနကအသိပေးထားပါတယ်အကြမ်းဖက်စစ်ကောင်စီကပြီးခဲ့တဲ့ကာလတွေကလည်း PNL ဌာနချုပ်ဧရိယာကိုလက်နက်ကြီးတွေ Jet Fighter လေးရင်းတွေနဲ့မကြာခဏဆိုသလိုလာရောက်တိုက်ခိုက်ခဲ့တယ်လို့လည်းအသိပေးထုတ်ပြန်ထားပါတယ်ရှင် အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်အမြင့်ပြည့်ချီမုံရင်လူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ရှင်းမပင်မြို့နယ်မှာအွန်လန်လွှင့်မီတောင်းသွင်းနေတဲ့ဘိတ်စစ်ကြောင်းကအကြမ်းဖက်ဆက်တဲ့ကြာဆုံးရေးဆန္ဒပြတဲ့ဘိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအွန်လိုင်းလွှင့်မီတောင်းသွေးတဲ့တပိတ်စစ်ကြောင်းနဲ့ ILO Implement Article 33 on Myanmar Now 2025ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာဆုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။ ရင်းမပင်မြို့နယ်မှာအောင်လံလွင့်မီရွှေကြီးတပိတ်စစ်ကြောင်းကအကြမ်းဖက်ဆက်တဲ့ကြာဆုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လံပြည်သူတွေကအောင်လံလွင့်မီရွှေကြီးတပိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကိုက်ဆွဲပြီးအကြမ်းဖက်ဆက်တဲ့ကြာဆုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။ရင်းမပင်မြို့နယ်မှာရင်းမပင်မြို့နယ်မြောက်ချမ်းကျေးရွာများတပိတ်ကအကြမ်းဖက်ဆက်တဲ့ကြာဆုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြတော်လှန်ပြည်သူတွေကမြန်မာပြည်မြို့နယ်မြောက်ချမ်းကျွရများတပိတ်ကနောက်ပြန်မလဲကြီးတီတော်လှန်ရေးတပိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်ဆစ်တဲ့ကြာဆုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါရမပင်မြို့နယ်မှာနောက်ပြန်မလဲကြီးတီတော်လည်းရေးတပိတ်စစ်ကြောင်းကအကြမ်းဖက်ဆက်တဲ့ကြာဆုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကနောက်ပြန်မလဲကြီးတီတော်လည်းရေးတပိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်ဆက်တဲ့ကြာဆုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ ဆန္ဒပြတော်လှန်ပြည်သူတွေကနေမြင်မငြိမ်သက်မှုကြားရဲကနေပဲအကြမ်းဖက်ဆက်တိုက်ကြဆောင်ရေးဆန္ဒပြသပိတ်ကိုနေ့စဉ်ပြုလုပ်နေကြတာပါဒါကတော့ဧပြီလ23ရက်နေ့သတင်းတွေနဲ့လူထုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့ရပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။